သူတို့အများစုကထင်းနေတာပေးလူတာဟာသာသစေတနာကုသိုလ်လို့ထင်းနေကြတယ်ပေးလူတိုင်းဟာကုသိုလ်မရတော့ကုသိုလ်ရရှိမှာဖြစ်တယ်မာရင်းနဲ့လူပွဲပစ္စည်းဖြစ်နေတဲ့ဆိုကုသိုလ်မရဘူးအကုသိုလ်ပဲရတယ်ဒါကြောင့်အပယ်လားကြောင့်အလူ၅ပါးကိုဒီဟောကြားနာကြရပါဖြစ်တယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်တက္ကະကဘာဘီကို ကုတုစစ်စစ်ဒါနစစ်စစ်ဖြစ်ဖြစ်စေခြင်းပဲငွေတွေအများကြီးကုန်ကြပြီးတော့အကုတုတွေဖြစ်နေရမယ်ဆိုရင်မကောင်းဘူးလေ။ကောင်းပြီအဲ့ဒီတော့ဘုရားရှင်ကဘယ်လိုဟောလဲဆိုတော့လောကမှာလူတွေကဒါနလို့သတ်မှတ်နေကြတာ၅မျိုးရှိတယ်။ကုတုလို့သတ်မှတ်နေကြတာ၅မျိုးရှိတယ်။ဒါပေမဲ့အဲ့ဒါတွေကဒါနမဟုတ်ပါဘူး။ကုတုမဟုတ်ပါဘူး။အကုတုပါ ။ဘာလဲဆိုတော့နံပါတ်1ကသမိဇဌာနလို့ခေါ်တယ်။ညမလိုပြောရရင်ပွဲတပင်အလူးလို့ခေါ်တယ်။ပွဲမဲ့တပင်တွေကုန်ကြခံပြီးတော့ကျင်းပတာဟာကုသိုလ်မရပါဘူးတဲ့သစ္စာတရားကလေ။အကုသိုလ်တာဖြစ်တယ်လို့ဘုရားကပြောတယ်။ကအကုသိုလ်ကိုပတ်စံနဲ့ပြီးဝင်နေတဲ့သဘောပဲပေါ့။ဒီမှာနိုင်ငံမှာဝိနည်းတွေလည်းအလုံးပေါင်းများတယ် ကုသိုလ်ကောင်းမှုတွေလုပ်ပြီဆိုလို့ရှိရင်ပွဲတွေပါလိမ့်ရှိကြတယ်ပွဲတိုက်ကြတယ်ထင်ပါလေဗုဒ္ဓဘုဇနိယပွဲတော်ဆိုပြီးတော့ဖျားပွဲတွေကျင်းပနေရှိတယ်ခေါင်းစဉ်ကတော့လှတယ်နော်ဗုဒ္ဓဘုဇနိယပွဲဆိုတာဖျားကိုပူဇော်တဲ့ပွဲဒါပေမဲ့တကယ်တကယ်ကျင်းပတာကြည့်လိုက်တော့ဖျားကိုဘယ်လိုပူဇော်ကြတယ်လဲကြည့်လိုက်တော့နော်ပွဲနဲ့တပည့်တွေနဲ့ကျင်းပကြတာပူဇော်ကြတာတွေ့ ဈေးချမ်းတွေဆိုင်ခန်းတွေပွဲလက်တွေတွေတက်တယ်။ဘုရားကိုတရားဓမ္မနဲ့ပူဇော်တာမျိုးမတွေ့ရဘူး။တရားတွေထိုင်ပြီးတော့ဘုရားကိုပူဇော်တာမတွေ့ရဘူး။တကယ်တည်းကဘုရားကိုပူဇော်ခြင်းလေဆိုလို့ရှိရင်ဓမ္မစကြာတို့ပဋ္ဌာန်းတို့နဲ့ဥပ္ပတ္တဇတိတို့ပူဇော်ကြမယ်။ချိန်ပိုင်းတရားတွေထိုင်ပြီးတော့ဘုရားကိုပူဇော်ကြမယ်။ဒါဘုရားအလိုတော်ကြဘုရားပုဇတိယကွဲတော်ပဲ။ ။အဲဒီမှာယနေ့ကအဲ့လိုမဟုတ်ဘူး။လောပွဲလမ်းတပေတွေနဲ့ချိတ်ချိတ်တို့လူတွေစီကားနေတာကိုမှဘုရားဂောဘကတွေအရသဘောကျတာကိုမလုံတဲ့မလုံထိုက်ဘူးဆိုတာကိုဂောဘကတွေမသိတာမဟုတ်ဘူးသိတယ်။ဒီလိုပွင့်တဲ့တွေနဲ့ဘုရားဟာဗတ်ဆက်ဘူးဆိုတာသိကြတယ်။ပြည်နေမယ်ကုစီမံနေတဲ့ဘုရားကိုနော်စီကားစီခြင်းတဲ့အခါကျတော့လူစီရင်ပြီးရောဆိုတော့ အနေနဲ့အဆတ္တပဆတ္တတွေသိတော်တာတွေမသိတော်တာတွေထပ်မစင်းစားဘဲနဲ့ပွဲလန်းတွေတွေချင်းပါတယ်အဲ့တော့ပွဲလန်းတွေတွေငားယံခနော်ဘုတုချင်းတွေတွေအများကြီးကုန်ကြတယ်အဲ့တော့တက်အကုသိုလ်ကိုဝယ်လိုက်တယ်လို့ပဲပတ်စံတွေပြေးပြီးတော့အကုသိုလ်ကိုဝယ်ကြတာလေဘုရားမြတ်စွာကဘွဲအလူဆိုတာအကုသိုလ်လို့ဟောတယ်ဘုရားဘာသာဝင်လို့ပြောနေတဲ့ဒကာဒကာမတွေကဘွဲကြိုက်ကြတယ် ဘုရားနဲ့ဆက်ချင်နေတာဘုရားနဲ့ဆက်ချင်နေတာဘုရားကပွဲမလူရဘူးလို့ပြောတယ်ဘုဒ္ဓဘာသာတရားဓမ္မတွေကဘုရားမှာပွဲပါဆိုကြတယ်ကြည်တယ်ဘုရားကပွဲလူတာကအကုသိုလ်လို့ပြောတယ်ဓမ္မတွေကသစ္စာဘုရားကိုအကြောင်းပြုပြီးပွဲတွေကျင်းပါတယ်ကြည်တယ်ဘုရားကိုမျက်နှာကြောင့်တိုက်တယ်လို့ခေါ်တယ်တော့ဘုရားကိုမျက်နှာကြောင့်တိုက်တာဘုရားကမလုံးနဲ့မအပ်ဆက်ဘူးအကုသိုလ်ဖြစ်တယ်လို့ပြောတယ်အဲ့ဒါကိုဘုရား ကိုအကြောင်းပြုပြီးတော့ဘုရားပွဲဆိုရင်ရအောင်လုပ်တယ်။အဲ့တက်ဘုရားကိုနော်လက်လက်ကြောင်တိုက်တာပဲ။တော့ဘုရားကိုအာမနာတာပဲပေါ့နော်။တခြားနေရာမှာလုပ်တယ်ဆိုတာကဘုရားမှာလုပ်တာကတော်တော်လေးကိုဘုရားပေါ်မှာမယုံတရားရောက်တယ်လေ။ကိုကပွဲကြိုက်လို့တခြားနေရာမှာပွဲလုပ်တာကခိစ္စမရှိဘူးပဲ။ဘုရားဝန်ထဲမှာနော်။ဘုရားရဲ့အိုင်နဲ့ထဲမှာ အဲ့တော့ပွဲလောက်တာဟာဘုရားကိုဖဲမကြောင်တိုက်တာပဲဘုရားကိုအာမနာတာဘုရားပေါ်မှာမယုံသေးမလေးစားတာဘုရားစကားကိုနားမထောင်တာလေနော်တတိထားကြီးကကောင်းတယ်အဲ့တော့ပွဲရဲ့အစကကုသိုလ်မရဘူးတော့လူသူလည်းအကုသိုလ်မရဘူးကျင်းပသူလည်းအကုသိုလ်မရဘူးမကြည့်ချင်းသူလည်းအကုသိုလ်မရဘူးကြည့်ချင်းသူလည်းအကုသိုလ်ပဲကြည့်ဖားရသူလည်းအကုသိုလ်ပဲအကုန်ကြခံပတ်စံအကုန်ကြခံတဲ့သူလည်းအကုသိုလ်ပဲကုသိုလ်မရဘူး အဲ့ကြောင့်ကျွန်တော်ဘုရားဘာသာဝင်နေတဲ့ကုသိုလ်စစ်စစ်ဌာနစစ်စစ်တွေဖြစ်စေခြင်းနဲ့ဒီလိုမဟုတ်တဲ့နေရာမှာငွေတွေကုန်တာဟာသမျောစရာတိတ်ကောင်းတယ်ကုသိုလ်မရဘဲနဲ့ငွေတွေကုန်သွားတာဟာမတန်ဘူးတော့မတန်ဘူးဒါကြောင့်ကျွန်တော်တရားတော်မှာလေပွဲအလူဆိုရင်ဝေဝေကခြောက်ကြပါနော်ဘုရားအလိုတော်ကြမဟုတ်ပါဘူးဘာပွဲဖြစ်ဖြစ်ပွဲအလူဆိုရင်ဝေဝေကသာခြောက် နော်ပွဲလူတွေဝေဝေးကချာပွဲလူတွေမြတ်စွာဘုရားအလိုကြမဟုတ်ဘူးဘာအဆက်ဘူးကုသိုလ်မရဘူးလို့မှတ်ဆိုငွေတွေအများကြီးကုန်ကြခံပြီးပွဲတွေကားနေကြတာဒါအကုသိုလ်ပေးဝယ်နေကြတာပဲနော်အဲကြောင့်ချောင်းချားတဲ့ပွဲနဲ့ပတ်သက်လာတယ်ကျိုးဆယ်တော်ကြီးတွေပြန်တော်မူတဲ့အခါမှာလည်းပဲပွဲနဲ့သမီးတွေမားရမ်းကြတာဆယ်တော်ကြီးတွေဘွဲတစိတ်တွေရလို့ခုနပူဇာပွဲတွေကျင်းပရင်လည်းအဲ့မှာပွဲနဲ့သမီးတွေလောက်ကြပြန်ပြီ တော့မြန်မာနိုင်ငံမှာပြန်တော်မူရင်လည်းပွဲလုပ်ကြတယ်ပွဲစရရလည်းပွဲလုပ်ကြတယ်ပွဲတွေလုပ်နေကြတာပွဲတွေလုပ်နေကြအဲ့တော့အဲ့ဒီပွဲတွေဟာမအဆဘူးလို့ဖတ်ပါအဲ့တော့ပွဲဆိုလို့ရှိရင်ဒကာမတွေဘယ်တော့မှဝင်ကြောအဝေးကုန်ကြမခံနဲ့အကုသို့ဖြစ်လို့အကုသို့ဖြစ်လို့အာသနာပြုရလည်းမရောက်ဘူးနော်အာသနာပြုရလည်းမရောက်ဘူးဒါဘုရားဝန်ထဲမှာသွားပြီးသာသနာတော်ဖြတ်နေကြတာနဲ့တူတယ်ဘုရားမကြိုက်ဘူးဘုရားကခွင့်မပြုတာကိုသွားလုပ်နေကြတာ ဖျားကိုဖျက်လို့ကြောက်တိုက်ပြီးသာသနာကောင်းဖြစ်တာနဲ့တူတယ်နော်။ဒါချောင်းရမှာဖြစ်တယ်။ဆုံးပြီးနောက်တစ်ခါဒါနအမိခံတဲ့အကုသိုလ်တစ်မျိုးကဘာလဲဆိုတော့မိစ္ဆာဒါနလို့ခေါ်တဲ့အရက်အလူပဲ။အရက်တွေပါလေနော်မူရင်းစေတဲ့ပစ္စည်းတွေဟာကုသိုလ်မရဘူးလေ။သူရမေရိယသီလပစ္စည်းတွေ။အဲ့တော့ငွေကုန်ကြေးကြခံပြီးတော့အရက်တွေလူကြတယ်။တချို့စီးပွားရေးလုပ်ငန်းတွေအောင်မြင်တဲ့အခါမှာငါဒီနေ့တကားခံမယ်ကွာမင်းတို့အဝါတောက်ကြွာဆိုတာမျိုးတွေ ဲ့ဒါတွေကကုသိုလ်မရဘူးနော်ပြောတဲ့အခါကျတော့တကားခံတယ်ငါထူမယ်လို့ပြောကြတယ်အရက်ထူတာကုသိုလ်မရဘူးအကုသိုလ်ပဲသူများရဲ့သီလကိုဖျက်ဆီးတာနော်သူ့ရာမေရိယသီလကိုဖျက်ဆီးလိုက်တာအဲ့တော့သူနဲ့ကိုတော့မတော့ဘူးကိုမတော့ဘူးသူများကတကားခံတယ်အဲ့ဒါအခုတို့ပဲနော်အဲ့ဒါအခုတို့ပဲသူတို့ရှိတယ်လေဝေးလေးဝေးလေးမှာအရက်တိုက်တာတို့တွေမင်္ဂလာဆောင်တွေမှာအရက်တိုက်တာတို့တွေနော်စီးပွားရေးလုပ်ငန်းတစ်ခုခုအောင်မြင်လို့အရက်တိုက်တာတို့တွေမလုပ်ရဘူး ဘုန်းနာမသာဝင်နေဖြစ်ပြီးတော့အရက်တွေနဲ့အက်ခံကြတာလေအရက်တွေကိုအလူတစ်ခုအနေနဲ့လုပ်နေကြတာဟာဒါဖျားလို့ကြမဟုတ်ဘူးကိုမကိုပျော်လို့တော့တာတော့အလူလို့မတော်လည်းမခံဘူးအလူတော်လို့မလုံးနိုင်ဘူးနော်အဲ့တော့အလူဟာအလူမမြောက်ဘူးဆိုတာပြောချင်တာအရင်အလူဟာအလူမမြောက်ဘူးအကုသိုလ်သာဖြစ်တယ် ူညာရဲ့တူရာဘေရယတီလာကိုဒါဖြစ္စည်းရာရောက်တယ်လို့ခေါ်တယ်။တီလာဖြစ်တဲ့အဖြစ်ရှိတယ်နော်အကုသိုလ်ရှိတယ်။ဒါကြောင့်အရက်ကိုကိုယ်တိုင်လည်းမတောက်ပါဘူး။သူများကိုလည်းတောက်ဖို့အတွက်မလိုပါဘူး။ကောင်းပြီနောက်တစ်ခါနော်အဋ္ဌိဒါနလို့ခေါ်တယ်။အမျိုးသမီးအလူကာမဂုဏ်အာယုံအတွက်အမျိုးသမီးလှူတာ။တချို့ကလည်းကျန်ကျန်ပဲပြောသေးတာပေါ့နော်။သာဒုသမီးလှူတယ်ဆိုတာရှိနေတာပေါ့။မြစ္စာပြရတဲ့တုန်းကလည်းရှိကြတယ်။အဲ့တော့ကာမဂုဏ်ခံစားဖို့အတွက်အဒုသမီးလှူတယ်ဆိုတာအကုသိုလ်ပဲလေတာ ။ဒါကမကောင်းအာယုခံစားနေဆိုတာလောဘလေ။ဘလို့လို့ကုသိုလ်ရပါလေ။နော်။ကုသိုလ်မဖြစ်နိုင်ဘူး။အဲကြောင့်အမျိုးသမီးအလူဆိုတာလည်းအကုသိုလ်ပဲ။နောက်တစ်ခါကုသဘအလူဆိုတာရှိသေးတယ်။နွားလာဥသဘအလူဆိုတာနော်။နွားရဲ့အတွက်ကိုဝင်ရအောင်ဆိုပြီးတော့နွားလာဥသဘလွတ်ပေးတာနွားလာဥသဘအလူဆိုတာဒါလည်းအကုသိုလ်ပဲ။ကုသိုလ်မရဘူး။အကျိုးအကျကြပါမယ်ကုသိုလ်လို့ယူဆနေကြတာပေါ့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့ကာမဂုဏ်အာယုံနော် ဒီနဲ့ပတ်သက်တဲ့ပကြီးကအလူကာမစိတ်တွေကိုလိုးကျွမ်းစေတဲ့ကာမနဲ့ပတ်သက်တဲ့ပကြီးကားတွေအလူအဲ့ဒါလည်းအကုသိုလ်ပဲငိမ့်ချတဲ့သဘာဝပကြီးကားတွေမဟုတ်ဘူးဘုရားနဲ့ပတ်သက်တဲ့ပကြီးကားတွေမဟုတ်ဘူးနော်ကာမကောအာယုံကိုတိုးပွားစေတဲ့ကိရိတာစိတ်တွေကိုဖြစ်စေတဲ့ကာမနဲ့ပတ်သက်တဲ့ပကြီးကားတွေဟာလည်းအကုသိုလ်ဖြစ်စေတဲ့အဲ့ဒါအဲ့ဒါဟာလည်းပဲဌာနမဖြစ်အကုသိုလ်ပဲကုသိုလ်မရဘူးကိရိတာစိတ်ကိုလိုးကျွမ်းစေတဲ့ပကြီးကားအလူတွေဟာလည်းအကုသိုလ်ဒီနေ့ခေတ်ဆိုဓမ္မုံတွေပေါ့ ကြောင်းစလို့ဗလာစာဟုတ်နေတော့တန်ဃာတွေကိုကတ်လို့ရှိရင်လည်းပြောရတယ်မင်းသမီးပုံတွေပါတဲ့မင်းသားမင်းသမီးပုံပါတဲ့စာအုပ်တွေမကတ်နိုင်မလူနဲ့လို့ပြောရတယ်ဗလာစာဟုတ်လူတာပဲဒါပေမဲ့မျက်နှာဖုံးပုံတွေကမင်းသားပုံတွေမင်းသမီးတွေပုံတွေဆိုရင်မကောင်းဘူးလေဦးစင်းတွေနဲ့မအပ်ဆက်ဘူးကိုယ်တွေနဲ့မအပ်ဆက်ဘူးလေဒီပုံတွေကိုခိုင်လို့ရှိရင်လည်းကိုယ်တွေဦးစင်းတွေပါအဖြစ်ဖြစ်တယ်နော်ဒီပုံတွေကိုကြည့်ပြီးတော့အာရစိတ်တွေဖြစ်နေလေဆိုရင်အာဟုတုဖြစ်တယ်လေ အကြောဥစ္စာတော့ဗလာစာဥစ္စာတန်တာတွေကိုယူတဲ့ခါမှာတော့ဗေဇာနိုင်မှာပဲလူလူပါဒီကြောင့်လည်းရေမဟုတ်ပါဘူးဗေဇာနိုင်မှာပဲလူလူဗလာစာဥစ္စာတွေလူလို့ရှိရင်ခုတဘာဝချုပ်ခင်းပုံလေးတွေနဲ့ဖြစ်ဖြစ်ဖြောင်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဗလာစာဥစ္စာလူသိတယ်မင်းသားပုံတွေမင်းသမီးပုံတွေပါတဲ့ဗလာစာဥစ္စာလူကမသိတော်လာဘူးနော်မသိတော်လာဘူးသူတန်ကဗလာစာဥစ္စာသူတန်က ိုင်းမဲ့ပုံလေးပါတာဟာအဆက်ဘူးလေဒါကြောင့်အမျိုးသမီးပုံပါတဲ့သူတစ်ဖြစ်ပေါ့နော်အမျိုးသမီးပုံပါတဲ့ဗလာစာဥတွေကိုတန်ဃာတော်များကိုမလိုသိဘူးလို့နားလည်ရတာဖြစ်တယ်နော်တာဘကောအာယုံကိုဖြစ်စေတဲ့ပုံအလူဟာဒါရမရောက်ဘူးတဲ့အခုကိုဖြစ်စေတယ်လို့ပြောတယ်နော်ဒါကြောင့်ဦးဇင်းတို့အမျိုးသမီးပုံပါတဲ့စာဥတွေကိုခြောက်ရပါလို့နော် ဒါသတိပြုစရာဖြစ်တယ်ဘုနာပါတာတွေကကုသတာလုပ်နေကြတာနော်ကျူတာလုပ်နေကြတာဘယ်ဟာကအဆက်တယ်ဘယ်ဟာကမဆက်ဘူးဘယ်ဟာကအဖြစ်ရှိတယ်ဘယ်ဟာကအဖြစ်မရှိဘူးလို့လိမ့်လာမှုဒါယူမသားမှုတွေကနေတဲ့အခါမှာမအမရာတွေဖြစ်တတ်တယ်ငွေတွေများကြီးကုန်ပြီးတော့တခါတည်းမှာကုသနည်းနည်းပဲရနေတယ်ခါတခါဆိုရင်ကုသတော့မရဘူးခုနကလိုကိုယ့်ရဲ့လူမျိုးဆိုရင်ကုသတော့မရဘူးအကုသဖြစ်သွားသေးတယ် နောက်ဒါကြောင့်ဦးဇင်းတို့တက္ကရာကမ္ဘာပြည်ကိုကုသိုလ်စစ်စစ်ဌာနစစ်စစ်တွေဖြစ်စေရှိတော့အပယ်လားကြောင်းနောက်အလှူ၅မျိုးကိုဟောကြားခြင်းဖြစ်တယ်ပေါ့ဒါဘုရားဟောတာတာပါနော်ဘုရားဟောတာတာကိုတက္ကရာကမ္ဘာပြည်တရားဦးဇင်းတို့ကပြန်ရှင်းပြတာဖြစ်ပါတယ် တန်ရှင်းပြန်တာဖြစ်တယ်။အဲကြောင့်ဆိုလို့အပယ်လားစေတတ်တဲ့ဒါနငါးမျိုးကိုဗုဒ္ဓဘာသာဝင်တရားတော်မတွေခြောက်ရှားသင်ပါတယ်နော်။အဲ့ဒီချုပ်ပြန်ပြောရရင်နံပါတ်1ကကွဲအလူဖြစ်ပါတယ်နော်။ကွဲနဲ့ပတ်သက်လာရင်ဘယ်တော့မှဝေကုန်မခံပါနဲ့။အခုတော့ရားလုံးလို့ပါနော်။နံပါတ်1ကအရက်အလူ၊နံပါတ်3ကအမျိုးသမီးအလူ၊နံပါတ်4ကလွမ်းလာဥဒ္ဒပအလူ၊နံပါတ်5ကတော့ကာမဂုဏ်အာယုံနဲ့ပတ်သက်တဲ့ကိုယ်အလူလို့ခေါ်ပါတယ်။ အာရိယအဘုဒ္ဓဖြစ်တဲ့ဌာန၅မျိုးဖြစ်တဲ့ဒါဒီနေ့အမှုရှင်ကြားတဲ့တကွာဓမ္မမိတ်ဆွေများအားလုံးမိမိတို့ကဘုရားရှင်ရဲ့သားတော်သမီးတော်များဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓရဲ့အဆုံးအမတွေကိုဥထရေပန်းစင်းပြီးတော့ဗုဒ္ဓအလိုတော်ကြားဘုရားသက်စွာသာသနာတော်ကိုကိုးကွယ်ရှိခဲ့နိုင်အောင်ကိုစီကိုစီတိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာယုတာအာယုတာ